အရခတ်တစ်တို့အီထင်းရှုံမှုအောက်မှာရှိနေတဲ့ရခိုင်ပြည်အမ်းမြို့နေကတောင်စောက်တောင်တရုတ်တက်အာခွေစေယုံကိုကုန်ပြည်စည်းတွေပို့ဆောင်တဲ့ကုန်တင်ကားလေးစီးကို စစ်ကောင်စီတပ်ကတားဆီးစစ်ဆီးပြီးနောက်ပြန်လုပေးလိုက်ရတယ်လို့တင်ပြရှိပါတယ်။ဒီလကျွန်လာ22ရက်နေ့မှာမကွေးတိုင်းငဖဲမြို့နေဂုတ်ကြီးရွာအနီးစစ်ကောင်စီရဲ့တပ်မကိုကိုစစ်ကြောင်းတစ်ခုကအဲ့ဒီကားလေးစီးကို အေအေထန်ရိတ်ခါပိုးတဲ့တန်တရားနဲ့စစ်စည်းမှုပြုလုပ်ခဲ့တယ်လို့ဒေတာရင်းကစီရေးသတင်းရင်းမြစ်တစ်ခုကနရင်းစရာကိုပြောပါရယ်အမ်မျိုးနဲ့မိုင်း20กว่าမှာတည်ရှိတဲ့တရုတ်တန်ငွေပိုက်လိုင်းတအားခွဲစက်ယုံကို လုံချုံရေးယူထားတဲ့တောင်စောက်တောင်စစ်ကောင်စီစခန်းကိုအေအေကပြီးခဲ့တဲ့ဇန်နဝါရီလအစပိုင်းမှာထိန်းချုပ်ထားခဲ့တာပါလက်ရှိမှာအေအေထိန်းချုပ်တဲ့နေမြေကတရုတ်တအားခွဲစစ်ရုံဟာပုံမှန်လေပတ်နေပြီးတရုတ်ဝန်ထမ်းတွေနဲ့လုပ်သားတွေလည်း သူ့လို့သူဆက်လုပ်နေကြတယ်လို့အေးအေးနဲ့နှိစက်သူတယောက်ကနရင်းစရာကိုပြောပါတယ်။တရုတ်ပိုင်လိုင်းတအားခွေစက်ယုံရှိတဲ့တောင်စောက်တောင်အနီးနာကိုစစ်ကောင်စီဟာဖေဖော်ဝါရီလအတွင်းကလက်နက်ကြီးတွေနဲ့ဖိခတ်ပြီးဒီရင်တွေနဲ့လေဘုံလာကြီးခဲ့တာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။